ဒီနေ့ကတော့ဖြိုးကပစုံနေငားတွေမထည့်ပဲနဲ့ဖြိုးစားခြင်းနဲ့အသီးရွက်လေးတွေကိုပဲထည့်ပြီးတော့မော်လမြိုင်ကပောင်းထုတ်လေးလှုပ်ရှားဖြစ်ပါတယ်ဖြိုးပလော့တွေကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ဟင်းဟယ်လိုအလုံးမင်းမလာပါရှင်ဒီရတော့ဖြိုးငပြောမှုတဖူရလို့ပေါ့နော်ငပောင်းတော့လေးထုတ်စားဖြစ်ပါတယ်အရင်ဆုံးဖြိုးကငပြောမှုလေးတွေကိုလှီးပေးလိုက်ပါမယ် ငပြောဘူးကနူးတော်လေးစားကောင်းတယ်တိလား။ကဲအခုနှိထားပြီးတဲ့ငပြောဘူးလေးတွေကိုပြုတ်အားအဖန်ရည်လဲထွက်အောင်အရောင်လဲမမဲအောင်လို့စားလေးနဲ့စိန်ထားပြလိုက်ပါမယ်။ကဲအခုဆိုရင်ငပြောဘူးလေးတွေရပါပြီ။ပြောကြတော့ထည့်ထားတာကငပြောဘူးပါမယ်။ပြင့်ပါတယ်။စွတ်တွန်နေရဲ့ပြင်ကော်ပီတုံးလေးပါထည့်ထားတယ်ဒါကတော့စပလင်ထောင်းလာတာလေးပေါ့နော်ပြီးရင်တော့ဆန်မှုတ်ပါပါမယ်ပြောကြတော့ဘဇုန်နေငားတွေမထည့်ပဲနဲ့ဒီလိုအသီးရွက်တွေကိုထုတ်စားတာပိုကြိုက်လို့ပေါ့နော် ကယ်ပြီးရင်ဖြော်ထားတဲ့ဆံမုတ်လေးကိုလောင်းထည့်လိုက်မယ်။အရသာအတွက်အချိုမုတ်ရဲ့စားလေးထည့်တယ်။ဆနွေးမုတ်လေးရဲ့အယောင်လေးလှအောင်လို့အယောင်တင်မုတ်လေးကိုတော့များများထည့်ပေးပါတယ်။ပြီးရင်တော့စိမ်းသာငပိလေးထည့်စီလေးထည့်ပြီးတော့ဘရိုးနှောက်အောင်နေပေးပါမယ်။ဒီအားကြတော့စီထဲတာနည်းနည်းပဲထဲတာပေါ့နော်။တအားစီရွှဲရွှဲစားခြင်းလေဆိုရင်စီကိုပို့ထည့်ပေးလို့ရပါတယ်။ပြီးရင်တော့သူတို့ကိုနှံ့အောင်လို့နေပေးပါမယ်။ ဖြိုးဟာငပြောဘူးရဲ့မြင့်ရည်ကိုပူကြိုက်တယ်တိလား။ကျွတ်နဲ့ကော်ပီတော့ကကြတော့အချိုတက်ကိုရားစီတော့ပို့ပြီးတော့ထည့်ဖြစ်တာပေါ့နော်။ ကဲခုဆိုရင်ဖြိုးငပေါင်းတော့ထုတ်ဖို့အတွက်အားလုံးအဆင်သင့်ဖြစ်ပါပြီ။ဒီငပြောရွက်လေးတွေကိုကြတော့ဖြိုးဟာတေချာတန့်စင်ပြီးတော့နေပူထဲမှာလှမ်းပြီးမှထုတ်တာပေါ့နော်။အပင်အားရတဲ့ငပြောရွက်ကိုထုတ်မယ်ဆိုရင်ကျွတ်ဆက်ဆက်ကြီးနဲ့ထုတ်ရတာအဆင်မပြေဖြစ်တတ်တယ်နော်။ကဲပြီးရင်ဖြိုးဟာကြတော့ငပြောရွက်ကိုခင်းအပေါ်မှာကြတော့ဒါရဲရိုရွက်လေးခင်းပြီးမှထုတ်ပြတာပေါ့နော်။ကဲကိုစားခြင်းတဲ့ပုံစံလေးတွေကိုထုတ်ပြလို့ရပါတယ်။ ကဲအခုဆိုလို့ရှိရင်တော့ဖြိုးထုတ်ထားတဲ့ငမောင်းထုတ်လေးလေးတအိုးပေါင်းလို့ရပြီဆိုတော့စပြီးတော့ပေါင်းပေးပါတော့မယ်ဖြိုးအခုလှုပ်ထားတာလေးနှစ်အိုးတောင်ပေါင်းလို့ရတယ်တည်လားကဲပြင်ဒါကြတော့ဖြိုးတို့အဖြင်းထုတ်လေးကိုထည့်ပေးရတာပေါ့နော်ဒီအဖြင်းထုတ်ထုတ်ပေးတာကဒါရှေ့လူကြီးကြီးရဲ့ပြောတဲ့ delay တစ်ခုပေါ့နော်သူကအားလုံးအကျက်ညီအောင်ဆိုပြီးအဲ့လိုထည့်ပေးရတယ်တဲ့ကဲအခုဆိုရင်တော့ဖြိုးပေါင်းထားပြလိုက်ပါတော့မယ် ဲပေါင်းထားတဲ့အချိန်နိုင်ဝက်လောက်ပြည့်တော့ဖြိုးတထုပ်ကိုဖြည့်ကြည့်တာပေါ့နော် ဖြိုးတော့ငပေါင်းတော့ထုတ်တဲ့အချိန်အကြတော့တမျိုးနဲ့မျိုးအချိန်မတူဘူးပေါ့နော်ထဲတယ်ပေါင်ပစ္စည်းပေါ်မူတည်ပြီးတော့အချိန်ကြာတာဖြစ်တဲ့အတွက်ဒါကတော့ဖြိုးနိုင်ဝက်အကြမှာဖွင့်ကြည့်လိုက်တဲ့အချိန်မှာဖြိုးကျွတ်သွန်လေးတွေနည်းနည်းလိုနေသေးလို့ဖြိုးထပ်ပြီးတော့ပေါင်းဝေးပါအောင်မယ်ကဲနောက်ထပ်အချိန်15မိနစ်20လောက်ထပ်ပေါင်းမိတဲ့အခါမှာဖြိုးထပ်ပြီးတော့ ဖြည့်ကြည့်တာပေါ့နော်အခုဆိုလို့ရှိရင်တော့ဒါနုနုအီအီလေးနဲ့ဒါစားလို့ရပြီပေါ့နော်ပြောတော့အရင်ဆုံးမြည်ကြည့်မယ်ဆိုပြီးတော့အခုလိုပဲဇုံလေးနဲ့ခတ်လိုက်ပါတယ်တကယ်မှုန်းနေရောပဲဒီလားအခုဆိုရင်တော့ပြိုးရဲ့ပထမတအိုးပေါင်းလို့ပြီးသွားပြီပေါ့နော်ကဲပြီးရင်တော့နောက်ထပ်ကြံတဲ့ငပေါင်းတော့လေးပြိုးထပ်ပေါင်းလိုက်ပါဦးမယ် ခုဆိုရင်ဖြိုးထုတ်ထားတဲ့ငပေါင်းတို့လေးရပြီဆိုတော့အစားပါတော့မယ်ပူပူလောင်လောင်ကြီးကြတော့ဖြိုးစားပြအဆင်မပြေမှာကြောက်လို့လေဒါအေးတဲ့ချိန်စားပါပါရှေ့ပဲကဲစားပါတော့မယ်ဖြိုးဖူလေးကျွေးပါမယ်စားကြပါအောင်ရှင်ဖြိုးတော့စားပါတော့မယ်ဟုတ်ပါရဲ့ဖြိုးက ငွေဥတည်နေနေစားနေစားနေစားငွေဥတည်ကြိုက်တာပေါ့နော်အဲ့လိုရပူကောင်းသူကကျသွန်ကျသွန်နေလဲထဲရတယ်ပြောရှင်ခေါ်ပြီးတော့လဲထဲတော့လေးချို့နေရောပဲတည်ရအင်းအောင်းရောဟင်လဲနေကြိုက်မတော့ဘူးဘယ်ရေချိုးလက်စီထားဆိုတော့ချဲရွယ်ရွယ်လေးနဲ့စားကြပါဦး โอ้ရဲရွယ်ရွယ်နဲ့မှပူမိုက်ရတယ်ပြရဲရွယ်ရွယ်ကြတော့ကျမရဲ့နဲ့လည်းညွတ်ညွတ်တယ်ဟုတ်อืมအဲ့ဒါတော့ရှောက်ပြီမှာဟာကဲနောက်တစ်ချက် နောက်ထပ်ကြတော့ကျွတ်ဖြူလေးနဲ့ share ပဲစားကြပါဦးကျွတ်ဖြူကอืม ဟုတ်အရင်ဆားလို့ကောင်းနေသေးတာဖြိုးတော့မွန်ပြည်နယ်ဘက်မှာထုတ်စားတယ်ငပေါင်းထုတ်လေးပေါ့နော်လိုက်ပြီးတော့ထုတ်စားကြည့်ကြအောင်နော်ကဲနောက်ဘလို့ကြောက်ရှင်ဖြိုးဘာချက်ပြပြီးတော့ဘာစားပြအောင်လို့ဆက်မှတချို့ရေးကြပါအောင်ရှင်တတား